မေလာပါဗျာဗိုက်ဒေတက်စာဖုဘလော်လေးရန်လေးပြန်လဲကြိုးဆိုပါရစေကိုရစဟောက်ဒီနေ့ကတော့ကျဲဥပူတင်းလေးကိုမုတ်ဖုတ်ဆက်ကလေးနဲ့ဖုတ်စာမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ပူတင်းလုပ်တဲ့နေရာမှာပါဝင်ပစ္စည်းဖြစ်တဲ့နွားနို1လီတာကိုဂျိုးပေးပါမယ်ဒီနွားနို1ဂျိုးတဲ့နေရာမှာနွားနို1ပွက်ပြီးတော့မလိုင်သားလေးအနေငယ်တက်လာတဲ့အထိဂျိုးပေးလိုက်ပါမယ်ဒါကတော့ပါဝင်ပစ္စည်းဖြစ်တဲ့နွားနို1လီတာဂျိုးထားတာရယ်ဒီဘက်ကတော့ဂျုံမုံကိုစံချိန်နဲ့ခွက်နဲ့တစ်ခွက် ဒီဘက်ကတော့ကြက်ဥလေးလုံးဒီဘက်ကတော့တကြားကိုဒီစမ်းချိန်နဲ့ခွက်နဲ့တစ်ခွက်ပြင်ဆင်ထားပါမယ်။ဘာဝင်ပစ္စည်းအားလုံးစင်သစ်ဖြစ်ပြီဆိုရင်တော့မုန်းနှက်ဆက်ပါမယ်ကြက်ဥလေးလုံးကိုဖောက်ထည့်ပေးလိုက်ပါမယ်။ပြီးရင်စားလက်ဖက်သားဆုံးတစ်စုံခန့်ထည့်မယ်။တကြားထည့်မယ်။ကျဲဦးအနှစ်ပြောက်တဲ့အထိဒီမှွေတန်လေးနဲ့ခလောက်ပေးပါမယ်။ကောဆောက်ဒီကျဲဦးခောက်တာအနှစ်ပြောက်သွားပြီဆိုရင်တော့ဂျုံမုံထည့်ပါမယ်။ ဂျုံမုံကတော့စမ်းချိန်နဲ့ခွက်နဲ့တစ်ခွက်ထည့်ထားဖြစ်ပါတယ်။ပြီးရင်တော့ဂျုံမုံနဲ့ဒီချက်ဥခေါက်တံနဲ့ရောသွားစေဖို့အတွက်ခေါက်တံလေးနဲ့တည်တည်ရှာရှာလေးခေါက်ပြပါမယ်။ဂျုံမုံအနှစ်များပျောက်သွားပြီဆိုရင်တော့ဒီနွားလို့ရောပေးပါမယ်။နွားနိုးကတော့1လီတာဒီကြိုးထားတဲ့နွားနိုးအကုန်လုံးထည့်ပေးလိုက်မှာဖြစ်ပါတယ်။ဒီနွားနိုးနဲ့ပေါင်းပစ္စည်းအားလုံးရောသွားပြီဆိုရင်တော့အဆင်သင့်ဖြစ်ပါပြီ။ဒါကြက်ဥပူတဲ့လုံးမဲ့မုံနှစ်ကြိုးမှာဖြစ်ပါတယ်။စောနာကခောက်ထားတဲ့မုံနှစ်အည်များကိုစကားလေးနဲ့စစ်ပေးလိုက်ပါမယ်။ အပေါ်မှာကြံနေသေးတဲ့ဒီမပျော်သေးတဲ့ဒီမုန်နှစ်ဖက်တွေကိုဖိပြီးတော့ချပေးလိုက်ပါပဲပြီးရင်တော့ကိုရဆာတို့မီးအေးလေးနဲ့ကျက်ဥပူတင်းဖုံမဲ့မုန်နှစ်ရအောင်ဂျိုးပေးပါမယ်ကဲဒီလိုမျိုးစပြီးတော့ပြစ်လာပြီဆိုရင်အဆက်မပြတ်မှွေပေးနေရပါမယ်ဒါမှမုန်နှစ်တွေအောက်မှာမကတ်မှာဖြစ်ပါတယ် ကဲဒီလိုအနေထားဒီမုံနစ်ကလေးဂျိုတာညောင်သေးကြသွားပြီဆိုရင်တော့အဆင်သင့်ဖြစ်ပါပြီမုံဖုံးမဲ့ဘန်းကိုဒီထောဘက်စီလေးဒါထည့်တာဖြစ်ပါတယ်ထောဘက်စီကိုဖင်မှာနှံ့သွားစေဖို့အတွက်ဒီလို break လေးနဲ့တုံးပြလိုက်ပါမယ်ပြီးရင်တော့ဂျိုထားတဲ့မုံနစ်အရင်များကိုထည့်ပေးပါမယ်ကိုယ်စားတို့ဒီမုံနဲ့များထည့်ပြီးပြီဆိုရင်တော့ဒီမုံနဲ့မျက်နှာပြင်ညှိစေဖို့အတွက်တည်တည်ချာလေးညှိပေးပါမယ်။ဒီမုံမျက်နှာပြင်လေးညှိနေမှသာဒီကြဲဥပူတင်လေးရလှလှလေးထွက်လာမှာဖြစ်ပါတယ်။ ပြီးရင်တော့လေးမခိုစေဖို့အတွက်ဒီလိုလေးခောက်ပေးတာဖြစ်ပါတယ်။ပြီးတဲ့အခါမှာတော့ကြိုပြီးအပူပေးထားတဲ့ဒီအာဗန်ထဲမှာအပေါ်မီးအောင်မီး200ဒီဂရီစီနဲ့မိနစ်30ခန်းဖုတ်ပေးလိုက်မှာဖြစ်ပါတယ်။ကဲဒါကတော့မိနစ်30ခန်းဖုတ်ပြီးရရှိလာတဲ့မုတ်အနေထားလေးဖြစ်ပါတယ်။ဒီအပေါ်မုတ်မျက်နှာပြင်လေးကကျွတ်ကျွတ်ကလေးနဲ့အထက်မှာအီအီလေးဖြစ်နေပါလိမ့်မယ်။အကွက်စားတို့ဒီကျုပ်ဘူးတင်းလီးတဲ့နေရာမှာကျုပ်ဘူးတင်းအေးသွားတဲ့အထိစောင့်ပေးရပါမယ်။ ။နှုတ်မဆိုရင်ဒီကြက်ဥပူတင်ရဲ့အောက်ကကတ်တက်လို့ပါ။ကဲဒါကတော့ဒီဂရက်ဆာဖုတ်ထားတဲ့အရန်မွေးပြီးအရန်မဲစားလို့ကောင်းတဲ့ကြက်ဥပူတင်လေးဖြစ်ပါတယ်။ကရက်ဆာရဲ့ဘလော်လေးကိုကြည့်ရှုပြီးတော့ကြောက်ဘူးတင်လေး live ဖုတ်စားနေပြီလို့မျှော်လင့်ပါတယ်ခင်ဗျအဆုံးထိကြည့်ရှုပေးလို့အများကြီးအများကြီးကျေးဇူးတင်ပါတယ်